ယနေ့ဟင်းညလေးကတော့ပစွန်ချင်းတုံးနဲ့တတလွင်ရဲ့ဟင်းကပူပူလေးပါပစွန်ချင်းကတော့မမျိုးကိုတိုင်းလောက်လာတဲ့ homemade လက်ရလေးပါဆိုတော့ဒီနေ့ပစွန်ချင်းတုံးဘယ်လိုလဲဆိုတာဘယ်လိုတောက်ရလဲဆိုတော့ကြီးတုတ်ပြအောင်ပါမယ်လက်ကြည့်လိုက်ရအောင်နော်ဒီနေ့တော့အယမ်းမယ်ဒီနေ့အိမ်မှာပစွန်ချင်းတောက်စားမှာပေါ့နော်ပစွန်ချင်းကြတော့ဒါမမျိုးတွေ homemade လက်ရဆစ်ဆစ်ပေါ့ဒါမမျိုးကိုယ်တိုင်တိုက်ပြီးတော့ဒါထည့်နော်ဒါကမမျိုးတင်းလန်နေကြတဲ့တိုက်ထားတာတင်းလန်နေမှာတိုက်ပြီးတော့မမျိုးတို့အင်္ဂါနေမှာမှောက်တော့ပေါ့နော်သူဒီအထဲက အရေတွေပေါ့ထွက်အောင်ဆိုပြီးတော့မှောက်လိုက်တယ်မှောက်ပြီးဒီနေ့တောက်ကြနေမှာအာဒါပစွန်ချင်းကိုဖောက်တာပေါ့နော်သမီးတွေလည်းနူးပြီးပစွန်တော့လည်းနူးပြီးအချင်းလည်းဖောက်ပြီးဆိုလို့ရှိရင်ဒါမင်းတို့တာကိုတောက်လို့ရပြီနော်အဲဆိုရင်မင်းတို့တုံနီလေးကြည့်လိုက်ရအောင်ပစွန်ချင်းတိုက်တဲ့ခါကျရင်မင်းတို့တူကိုဒီလိုမျိုး အဝကျင်းပေါ့နော်အဝကျင်းဖန်ပလင်းတို့မဟုတ်ဒီမျိုးကော်ဘူးပေါ့ပမာမျိုးပလင်းနဲ့တိုက်တာအာပလင်းကြတော့ထဲ့လို့မလောက်တော့မျိုးဒီကော်ဘူးလေးနဲ့ပြောင်းတိုက်ရတာပေါ့နော်ဒီပြည့်အဖောင်းကလေးဒီလိုမျိုးအဝကျင်းကျင်းလေးဖြစ်နေတယ်ဆိုလို့ရှိရင်မှောက်တဲ့အခါကျပို့အဆင်ပြေတယ်ပေါ့နော်ပြည့်ရှင်အထဲမှာမျိုးဒီမှာဖက်ရွက်ကိုအထက်ထက်ခံပြီးတော့ဓာတ်ကိုမှောက်ပေးရအောင်နော်စပြီးတော့တိုက်ကြတယ်မျိုးသူ့ကိုဖက်ရွက်ပြီးခံရတာနော်ဖက်ရလေးထောက်ဒီလိုမျိုးလေးပါထဲမှာ โอ้กอสဒါလေးမမျိုးအာသမင်းလည်းလူကြီးတွေ့လားပစုံလည်းဒါကြက်တာဗောနော်အရှင်နဲ့ထိတ်တဲ့ခါမမျိုးစားထည့်ခဲ့တယ်သူ့ကိုလीစားအများကြီးမတော်ဘူးနော်ပစုံမမျိုးတို့ကသွေးသောခံလည်းရှိတဲ့ခါကျတော့ဒီငန်နာပြုတ်တာကျတော့မမျိုးနဲ့အစင်မပြေဘူးပစုံချင်းနေဒီငချင်းနေပါတယ်ကျတော့လीဈေးမှရောင်းတာတို့ဘာတစ်ခါကျတော့ခါငန်နာများရတယ်တိလားအစာပြီးရှိတဲ့ငုံလည်းတက်စာလိုက်ဖြစ်တယ်ငန်လည်းငန်တဲ့ခါကျတော့အဆင်မပြေရကြကိုဟောက်ကိုပဲလှုပ်စားတဲ့ခါကျတော့ဒီပေါ့ပေါ့ချင်ချင်လေးရတာပေါ့နော်ဒါမှမဟုတ်အချင်းလည်းတော့ပဲ အဲနည်းနည်းတော့ပေါ့နေတယ်ဒီလိုမျိုးအပေါ့စားတာဆိုတော့ပေါ့ပေါ့ချင်းချင်းလေးအတော်ပဲနော်အဲဒါဆိုမျိုးတို့တောက်မယ်တောက်တဲ့ခါကျတခြားဘာလို့ဒီလဲဆိုတော့မျိုးတို့အဓိကကြက်သွန်နီပေါ့နော်မျိုးတို့ကဒီကြက်သွန်နီပပါလီမယ်ကြက်သွန်နီကြက်သွန်နီများများပါတာကြိုက်တယ်ပြီးလို့ရှိရင်မိုးမျိုးတီထဲမယ်ကြက်သွန်ဖြူလေးပပါထဲမယ်အာစီပလင်လေးထဲမှာပေါ့နော်ဒီမှာတော့လေမမျိုးကဒီဘာအရွက်လဲခေါ်တဲ့နောက်အေးရနမေရမိသွားအခုလောလောဆယ်မမျိုးရှန်နန်နန်လေးပဲထည့်တောင်းတာနော်ဈေးဒီနေ့ဈေးမတော်ဘူးဆိုတော့ဒီနောက်အေးရကိုစဉ်းစားရတာမိနေ sorry sorry ခုမှတတိရတယ်ပင်စိမ်းရွက်ပင်စိမ်းရွက်နဲ့ထွက်တာတောက်တာလေပိုမွှေးတယ်ပင်စိမ်းရွက်ကြတော့လေဒီနန်နာပြုတ်တာလေသူကတတရတယ်ဒီငချင်ကအဲပစွန်ချင်ကထွက်တဲ့အနားတွေကိုထိန်းတာလေကိုအစဉ်ပြေတယ်ပေါ့နော်ဒီပင်စိမ်းရွက်ကြတော့ဒါမှမဟုတ်ဈေးမသွားတဲ့တွက်ကြောင့်မလို့ဒီနေ့ဒီရှိတဲ့ရှန်းနန်နန်လေးပဲထည့်ပြီးတော့ပဲတောက်လိုက်တော့မယ်နော်ဒါဆိုတော့ပါဝင်ပစ္စည်းတွေစုံပြီးဆိုလို့ရှိရင်ဒါကိုတောက်တို့ရပြီနော် မျိုးရကြတော့လေပစွန်ချင်ကိုစီလေးနည်းနည်းတက်ပြီးမှပဲအတောက်လိုမျိုးပြန်တောက်တာပေါ့နော်ချိုးကြတော့လေဒီပစွန်ချင်ကိုပဲတိုက်ကြတဲ့ဘူးကဖောက်တဲ့ဟာကိုပဲခုနကတစားပလာတွေနဲ့ရောပြီးတော့ကိုဒါတောက်စားကြတာပေါ့နော်ဒါမှမဟုတ်ဒါစီတက်မလို့စီတက်မဲ့ဆိုတော့ဒါဒီအိုးကလေဒါမလေးရမလို့ကြက်ဥကြော်တာအိုးဖြစ်လို့အဲ့လိုမျိုးနည်းနည်းအညှုပ်လေးတွေဖြစ်နေတာနော်ဆိုတော့မျိုးရဒီမှာစီရပြီဆိုလို့ရှိရင်နည်းနည်းမော့ရင်ထဲပါမယ် ည်းနည်းမောက်ထည့်ပြီးလို့ရှိရင်ခုနမမျိုးတို့ပစုံရှင်ကိုယူလာပါမယ်။ဒါလေးကိုမျိုးတို့စီတတ်ပါမယ်ဒီကြက်မဟုတ်နော်ခဏလေး။ပြီးတော့လည်းပေါက်ပါသေးတယ်။တော်ပြီပါမယ်။သဘောကလေတော်လိုက်တဲ့ခါကျတော့ဘယ်လိုဖြစ်လဲ။စားရတာလည်းနည်းနည်းဟိုအကြည့်ရပါလေတက်တာလည်းပါတာပေါ့နော်။ ်အတော်ပြီးတော့ဒီနည်းနည်းလေးစီတက်ပြီးတော့အာတက်တာပို့ကြိုက်တယ်အစိမ်းကြတော့လဲစားဘူးလေဒီမှာတက်ခင်ရရောက်တော့မှာလေစားဘူးလေဒီမှာတိုက်ကြော့လဲကြိုက်လားဆိုတော့လဲကြိုက်ပါတယ်အဲ့တော့ငင်းရစားခဲ့ပြီးတော့ဆိုတော့ဒါလည်းဒါလုံးဝကြမ်းကြီးပေါ့နော်ဒါကတော့တရားမကြတော့ကြီးရသူချင်မှတည်တယ်လေနော်ဒီထက်ပိုကောင်းတဲ့ဒီလေးရှိလို့ရှိရင်လည်းမျှဝေပေးလို့ရပါတယ်ဒါအခုဆိုလို့ရှိရင်ဒါမျိုးမျိုးတို့ဒါစီတက်လာတာပေါ့နော် စီတက်ပြီးလို့ရှိရင်အရင်ဆုံးပါထည့်မယ်ဆိုခုနကမင်းတို့ဘောဘောပါလေးထီးထားတဲ့ဒီစီပလင်စီပလင်ကိုထည့်ပါမယ်ဒါမှမဟုတ်မီးပိုက်လိုက်နော်အမှန်စီပလင်ထည့်တာမီးမပိုက်ခင်အချိန်မှာထည့်တာပိုပေါင်းတယ်စီပလင်ကိုဒီလိုမျိုးတမအောင်နဲ့နယ်ပြီးမှမီးပိုက်လိုက်တာတော့အဲ့ဒါစီပလင်လည်းဒီကျက်သွားတာပေါ့နော်ဒါကြတော့မင်းတို့အစိမ်းရဲ့အရာတော်ကိုကြိုက်လို့ဒီဒါမီးပိုက်ပြီးမီးပိုက်ပိုက်ခင်ပူတဲ့အချိန်မှာဒါစီပလင်ကိုအရင်နယ်ပါတယ်ပြီးလို့ရှိရင်ကြက်သွန်စိမ်းထည့်ပါမယ်ပပပါတီတဲ့ကြက်သွန်စိမ်းနဲ့ထည့်မယ် ပြီလို့ရှိရင်ကြက်တော်ဖြူတွေထည့်မယ်မုံမျော်တီထည့်မယ်နော်အရတာအတွက်ကလေကိုကနည်းနည်းလေ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 းကြိုက်တယ်ဆိုတော့စာလေးအနေငယ်လေးလိုက်ထည့်ပြီလို့ရတယ်နော်မုံမျော်ခက်ပေါ့ပေါ့လေးပဲသွားမှာခက်ပေါ့ပေါ့လေးပဲသွားမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါဘာမှလည်းထမ်းမထည့်တော့ပါဘူးငံပြာကြီးလေးပဲ၁၀၂၀ထည့်ထည့်လိုက်မယ်နော်ဒါဘုံမျိုးတမအောင်နေမယ်နေပြီလို့ရှိရင်ဒါတမအောင်နေမယ်နေပြီလို့ရှိရင်မမျိုးတော့ဖက်ထည့်အောင်မစုံငရုတ်ကြီးမှုတ်ထည့်ပါမယ် ဒီလိုမျိုးမြေကြီးအကြက်မှောက်တွေထဲနော်ဘုံမြော့ဒီကြတော့အစကြတော့ကိုကြိုက်လို့ထဲလို့ရတော့တကယ်လို့ကိုထဲလိုက်တဲ့ပုံချင်းဒီမထင်ဘူးဆိုလို့ရှိရင်တမရာဒီဖြစ်ထဲလို့ရတယ်နော်အဲ့နောက်ဆုံးကြတော့ခုနကပြီးရတဲ့ channel နဲ့လေးထည့်မယ်။ဒီနေရာမှာပင်စိဆိုလို့ရှိရင်တော့ပိုကောင်းပါလိမ့်ရှင်။ Oh yeah ။တကယ်ကိုနော်ဒါတိတိမိမိကွိကွိကိုရှယ်ပါရှင်။ 给沙家保钱。Okay,